ကိုယ့်ရဲ့တနေ့တာမှာတယောက်တည်းသုံးတဲ့အချိန်များလေးပို့ပြီးတော့ပေချက်တည်းရာကောင်းလဲဆိုတဲ့အကြောင်းကိုပြပြပေးသွားမယ်။ဒီကိစ္စပြန်တဲ့အချိန်များလို့အထီးမကျန်ဘူးလားလို့ပြောရဲဆိုရင်ကျွန်တော်အထီးကျန်နေဆိုတဲ့စိတ်ကတခါတလေတော့ဖြစ်တယ်။တခါတလေတော့ဖြစ်တယ်ဆိုရင်ပဲအခုကဒီအပေါ်မှာဓာတ်ရပျော်ရွှင်နေရတဲ့ဟာကိုတိလာတော့လေ။ရင်ခုန်မှုကစရယ်ပေါ့နော်အဲတော့ဒီတယောက်ထဲဖြတ်တန်းတဲ့ဟာရယ်ပေါ့နော်ကောင်းတဲ့အချက်လေးတွေကိုဒီနေ့ကတော့အများကြီးမဟုတ်၃ချက်လောက်ပဲပြောသွားမယ်ပေါ့တခြားသူတယောက်ကဘာကိုစိတ်ဆိုးတက်လဲဘာကိုမကြိုက်ဘူးလဲစဉ်းစားမ နေရတယောက်တည်းသွားစားရတယ်တယောက်တည်းစာဟိုတယောက်တည်းကော်ဖီဆိုင်သွားထိုင်နေအဲ့လိုလုပ်ပါများတဲ့အခါလေးကိုကိုကိုပို့ပြီးတော့တည်လာပြီပေါ့နော်အဲ့နောက်တစ်ချက်ကကျတော့ဗာလဲဆိုရင်အချိန်များတာပေါ့နော်အဲ့တော့တနည်းကုန်အချိန်ရအများကြီးပဲတရားရောက်နေတော့တွေ့ပြီဆိုရင်အရင်ဆုံးကကျတော့ပြင်ဆင်ရပြီအဲ့လိုဖြစ်တဲ့အတွက်တယောက်တည်းနေတဲ့အခါကျရင်ဒီအချိန်တွေအကုန်လုံးကိုတယောက်တည်းကသုံးလို့ရတာဖြစ်တဲ့အတွက်ကိုလုံးကျင်တာတွေကိုဆုံးဖြတ်နိုင်တယ်ကိုရဲ့တနည်းတာ schedule ကိုအပေါက်ကိုဆွဲနိုင်တယ် နောက်တစ်ခုကကြတော့ကိုကတယောက်တည်းနေတဲ့အခါကျရင်ဘာဖြစ်လဲဆိုရင်ကျတော့ဆုံးဖြတ်နိုင်ကြီးရပို့ပြီးတော့များလာတယ်ပေါ့။ဘိုးလေးကလည်းဒီနေ့ငါဘာလုပ်မလဲ။ဒီနေ့ဘယ်ကိုသွားမလဲ။အရာတွေအကုန်လုံးကိုယ့်ကိုဆုံးဖြတ်နိုင်လာတဲ့အခါကျတော့